ယောက်ျားရဲ့အချစ်မြတ်တာရီကိုတယောက်တည်းစီမှာပဲမြဲနေစေခြင်းလားလူဆိုတာဘယ်ရာကိုဖြစ်စေကြာလေရုပ်ဤလေညီငွေလာလေဖြစ်တတ်ပါတယ်ပစ္စည်းတစ်ခုကိုအရန်ကြိုက်နေတဲ့လို့မဖြစ်မနေဝယ်ခဲ့တာတောင်မကြခင်မှာပဲရုပ်ဤသွားတတ်ပါတယ်သဘောတဘာဝချင်းမတူညီတဲ့လူတူတယောက်ပေါ်မှာအချိန်ကြာလာတဲ့အခါရုပ်ဤညီငွေလာတတ်ကြတာသဘာဝပဲဖြစ်ပါတယ်ခင်မွန်းတဲ့ရဲ့ယူဆိုင်မှုကို ပြန်လည်ရရှိလိုတဲ့အင်ကောင်တဲ့အမျိုးသမီးများအနေနဲ့လှုပ်ဆောင်ရမယ့်အချက်တွေကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1ဒီကိုရေးတန်ရှင်းမှုရှိပါ။ခင်မိုးဆိုတာမိသားစုဝင်တူအနေနဲ့အတူနေထိုင်ကြတာကြာလာတဲ့အခါကိုကတိတ်ကြီးတန်ရှင်းလှပနေဖို့မလိုပဲဘူဒီပတ်ဒီဖြစ်နေရင်တောင်ချစ်မယ်လို့ထင်တတ်ကြပါတယ်။ဒီမွေးမတော့မဲ့အပြင်ထွက်ရင်လည်းရတယ်လို့ထင်ကြပါတယ်။တကယ်တော့သူတို့ကအချစ်မပြတ်တာမှန်ပေမဲ့ဆွဲဆောင်မှုမရှိတော့တာလည်းအမှန်ပဲဖြစ်ပါတယ်။ စာတင်တွေ့ဆုံခဲ့ကြတော့ကဘလို့ဆွဲဆောင်ခဲ့လဲမိမိကိုကိုပြန်လဲစားစစ်ကြည့်ပါရေမိုးချိုကြီးပြောင်နေအောင်တုံပြီးရေမွေးတွေလည်းတအားဆွတ်ထားခဲ့ရမလားကိုခင်မုန်းကကိုကိုမျက်နှိုးလို့တတလုံးအတူတူနေဖို့အထီတောင် ဆုံးပြခဲ့တာသူ့ကိုဆွဲဆောင်နိုင်ဖို့ကြိုးစားတင်တယ်လေဒီတော့ရေပုံမချိုပွားမမတိုင်းအမွှေးနဲ့သာလေးတုံရေမွေးလေးဆွတ်ကြပါနော်ဒါလည်းခင်မုန်းရဲ့ပတ်စံနဲ့ဝဲလို့ရတာပဲလေ ဒီလိုလုပ်ရင်ခင်မွေးရဲ့ပုံမှုယူဆိုင်မြန်နှုံးမှုကိုရလာရုံတည်းမဟုတ်ပဲမိမိကိုယ်ကိုယ်လည်းပုံမှုကျင့်တ်ပျော်ရွှင်လာမှာဖြစ်ပါတယ်။သူများတွေကလှလည်းလို့ချီးကျူးရင်ကိုယ့်ကိုယုံကြည်မှုရှိလာပြီးပျော်တာပဲမလား။ဝင်းပြတ်တဲ့ရင်သားဟာလူကိုစိတ်ကြည်ညူးစေလို့ရင်ခွေးလေးတွေတုံးကြဖို့လည်းအရေးကြီးပါတယ်။နံပါတ်၄လှလှလေးဝယ်ပါ။တကယ်တော့ဝန်ခံရရင်မိန်းကလေးတွေဟာပွာရောက်ရအဝတ်အစားကိုကြိုက်ကြတာပေါ့။တက်တော့တက်တာရှိရလေ။ခေါင်းတူချက်ချက်လေးနဲ့တောင်းမြဖဏအစား ဘောင်းပီတုံနဲ့တီရှပ်ဝတ်ချင်တာပေါ့ဒါပေမဲ့ဝတ်တုတုပုံစံဖြစ်နေရင်တော့တိတ်တော့မကောင်းဘူးခင်မွန်းတွေကအဲ့ဒီတဘာဝနှားလေးကိုသဘောကျနေရင်တောင်အပြောင်းအလဲဖြစ်အောင်လှလှပပလေးတော့ညင်ကျင်မှာပေါ့တင်တို့ရဲ့ WhatsApp ယူထဲမှာဆွဲဆောင်မှုပြေဝရှိတဲ့ကိုချက်ကောင်တစ်ထည်လောက်တော့ရှိကိုရှိရမှာဖြစ်ပါတယ်ဘွယ်ရှိရှိမရှိရှိလှလှပပလေးခဏခဏတော့ကိုပေးပါခင်မွန်းတွေကတန်းတောင်းနဲ့ကြည့်မှုကဖြစ်နေရင်တင်တို့လည်းပျော်ရွှင်ရမှာဖြစ်ပါတယ်နံပါတ်၃ နှုတ်ခမ်းတဲ့နေလုံးကိုပြီးဆိုင်ပါနှာခမ်းဒီဒါမှမဟုတ်နှာခမ်းစီတစ်ခုခုလက်ကအိတ်ထဲအမြဲထည့်ထားပါအိုင်းလိုက်နာလည်းမရှိမဖြစ်အိတ်ထဲထည့်ထားဖို့လိုအပ်ပါတယ်ဘယ်ချင်းအရေးပေါ်လူမယ်မမသိနိုင်ဘူးနှာခမ်းဒီအိုင်းလိုက်နာနဲ့မျက်ကြောင်ကော်စီထည့်ထားတဲ့အိတ်ကအရေးကြီးဆုံးလို့မိန်းကလေးတော်များများယူဆသင့်ပါတယ်နှာခမ်းလေးရွှန်းဆိုရည်နေလုံးထင်းနေရင်တကယ်ကိုလှပွားနိုင်လို့ပန်းဒီတွေမိတ်ကပ်တွေထက်တောင်ပိုအရေးကြီးပါတယ်နော်မလေးခန္ဓာကိုယ်လှပကိုထိနေပါ အနောက်ပြင်ခမ်းမကိုသွားပြီးဒီလိုပေါင်းတင်တာကိုခဏခဏလုပ်ရမယ်လို့မဆိုလိုပါဘူးအိမ်မှာပဲလွယ်လွယ်လုပ်ရမယ့်လီလာတွေရှိနေပါတယ်လက်သက်ခြေသက်လေးတွေကိုအမြဲဂယုစိုက်ပါလက်သက်ဆိုးစီပြက်နေတာကြီးဝင်နေတာဟာအယမ်းကိုရုပ်ဆိုးပါတယ်လက်သက်ခြေသက်ပြုတ်ပြင်းဖို့အနောက်ပြင်ဆိုင်သွားဖို့မတက်နိုင်ရင်တောင်ကို့ဘာသာကိုအိမ်မှာလုပ်ရပါတယ်အနီရောင်လက်သက်ကြီးဟာချစ်မြတ်တာကိုကိုစားပြုလို့အနီရောင်ကိုရွေးချယ်တင်ပါတယ်ခြေောက်ကိုလည်းအမွှေးကြီးပါနမကား အပြည့်တိုက်တွန်းတာမျိုးကိုရှာပါပြောရတာထက်လုပ်ရတာပိုခက်တာလူတိုင်းသိကြပါတယ်ဒီတော့သင်တို့ပြောတဲ့အရာကိုခင်မုန်းကမလုပ်သေးရင်ဘာမှမပြောသေးပဲဘလို့နှူးညံ့စွာပြောနိုင်မလဲအရင်စဉ်းစားပါတကယ်ကိုအလိုဖြစ်တဲ့နီလာဖြစ်ပါတယ်ယောက်ျားတွေဟာအလိုစာနာတိတ်မများဝင်မဲ့ခဏခဏနားပူအောင်ပြောတတ်တာမျိုးကိုတော့မခံနိုင်ကြပါဘူးဇနီးကောင်းတယောက်ဖြစ်ချင်ရင်တော့ခင်မုန်းကိုအဖြစ်တင်ဝေဘာမှုတွေနဲ့မဆက်စားသင့်ပါဘူးရံမဲ့ဖြစ်ချင်နေတဲ့ဇနီးတယောက်နဲ့နေမဲ့အစား လမ်းမေးပါပဲနေရတာပိုကောင်းတယ်ဆိုတဲ့စကားပုံတစ်ခုရှိပါတယ်ခင်ဗျကိုအတင်းထိတ်ချုပ်ပြုပြင်ပြောင်းလဲဖို့မကြိုးစားပါနဲ့ပြောင်းလဲစေချင်တာဟာဘဝကိုပိုကောင်းစေချင်လို့ဖြစ်ကြောင်းအေးအေးဆေးဆေးပြောပြနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်အတင်းတိုက်တွန်းယုံနဲ့မပြောင်းလဲနိုင်သလိုပြောင်းလဲခဲ့ရင်လည်းခဏပဲဖြစ်မှာပါအေးဆေးနူးညံ့တဲ့ဇတိကောင်းတဲ့မှသာခင်ဗျကိုပြောင်းလဲကောင်းမွန်လာစေတာဖြစ်ပါတယ်နံပါတ်6မိကိုကိုယုံကြည်မှုရှိပါမိမိကိုကိုယုံကြည်မှုရှိခြင်းဟာအလှဆုံးပဲလို့ပြောနေရှိကြပါတယ် တကယ်လည်းအမှန်ဖြစ်ပါတယ်။ကိုခင်မွန်းတော်မှာကိုယ့်ရဲ့ယုံကြည်မှုပြည့်ဝခြင်းကို3ပြုမိတတ်ပြီးအိမ်တော်ရဲ့အတွက်လက်တွဲညီသူဖြစ်ယုံကြည်လာတတ်ပါတယ်။ကိုကိုကိုရောခင်မွန်းကိုပါယုံကြည်မှုအပြည့်ထားပါ။တာသရဝန်တိုင်းမဆွဆွဲတဲ့မှာဘူး။တင့်ကိုယုံကြည်ပါတယ်လို့လွယ်လွယ်လေးပြောလိုက်ရုံနဲ့တင့်ခင်မွန်းကတင့်ကိုဝမ်းသာနေမှာဖြစ်ပါတယ်။ခင်မွန်းရဲ့အကြောင်းကိုတကယ်ချင်းတွေစီမကောင်းမပြောပါနဲ့။ရှင်ကစိတ်ဆူလုံးပြောမိတာဆိုရင်တောင်ရှင်မိတ်ဆွေတွေကသူ့ကိုမကောင်းတဲ့သူဖြစ်ပဲမြင်ကြတော့မှာဖြစ်ပါတယ်။ ခင်မွန်တဲ့ကိုလူလူလလလက်ထက်ခဲ့ပြီးမှကလေးတဲ့စီမိသားစုဝင်ချင်းချင်းမကောင်းပြောတာဟာတိတ်ကိုဝန်းနေစရာဖြစ်တဲ့ဖြစ်ပါလေ။ယုံကြည်လိုပဲလက်ထက်ခဲ့တာမဟုတ်လား။သူ့ရဲ့ငကိုအားနဲ့ချက်တွေကိုအပြစ်တင်ရင်သူ့ကိုသူယုံကြည်မှုမဲ့အောင်မလုပ်ပါနဲ့။သူ့လို့တည်းမကောင်းဘူးလို့ဝေဖန်တာအခြားမိမတွေကိုကြည့်လို့စိတ်ဆိုးတာတွေဟာတင့်မာသာယုံကြည်မှုမရှိလို့ဖြစ်ရတာပါ။တင့်ကိုယ်တည်းသူ့အပေါ်ယုံကြည်မှုရှိနိုင်မှသူ့မြတ်တာကိုရဖို့တကယ်သေချာမှာဖြစ်ပါလေ။နမကောနှကိုလူကြည်ဥပွဲကာလာလေးတွေဖန်တီးပါ။ ခင်မုန်းတဲ့ဇလီခက်စင်းစင်းဖြစ်နေရင်တော့အိမ်တော်ရေးမตายရနိုင်ပါဘူးမိမတွေဟာယောက်ျားတွေထက်အာယုံပုံများလို့ခင်မုန်းပေါ်ယူဆိုင်နိုင်မှုရောနိုင်ပါလေဒီလိုနဲ့ပဲခင်မုန်းတဲ့ကတခြားမိမတွေစီစိတ်ရင်သွားရင်တော့သူ့ကိုကြီးပဲအပြစ်တင်ယုံနဲ့မပြီးတော့ပါဘူးဒီတော့ခင်မုန်းရဲ့ယူရမှုကိုခံယူရင်သူ့ကိုလည်းကြာနဲ့ယူရဖို့အခြေတစ်ခုရအောင်ဖန်တီးပါလူတိုင်းဟာအလုပ်များပြီးပြန်ပါနွမ်းနယ်ကြတာအမှန်ဆိုပေမဲ့ဒီအတွက်နဲ့တော့ချစ်ခင်တင်တာမှုပြက်ကွက်လို့မဖြစ်ပါဘူး ဒါဟာတိတ်ကိုစိုးွားတဲ့အစင်ကြီးပေးမှုပါခင်မွန်းတဲ့ကချစ်မေတ္တာလိုအပ်နေခြင်းမြင့်လူရှုတာဟာဒီကိုကောင်းစံခြင်းတစ်မျိုးဖြစ်ပါတယ်သူကိုတက်နာမှာအင်းလို့လူကူစေခြင်းတော့သူကိုကျင်နာပေးရမှာဖြစ်ပါတယ်အမြတ်ချုပ်ပြောရရင်တော့အချားယာရီတဲ့တဲ့ရဲ့အိမ်တော်ကြီးကပိုရေးကြီးနေပါတယ်ဘာလို့လဲဆိုတော့အိမ်တော်ကြီးအစင်မပြင်းရင်ခွဲကွာကြရင်တော့အရာအားလုံးပစစီပြိုကွက်တက်လို့ဖြစ်ပါတယ်ကလေးတွေရှိနေရင်တော့နှစ်ယောက်ထဲနေဖို့အချိန်ကိုဖန်တီးပါ ချစ်ချစ်ခင်ခင်နဲ့ဝန္ဒနာပါရတခုခုတချင်းဆိုတာမကြည်ဆွဲတာစသည်လို့ကိုအတူတူလှောက်ဆောင်ကြရင်အချင်းကုံဆုံးပါကိုခင်မုံကိုတကယ်တက်တက်လို့အင်းနာတခုပြုတ်ခဲ့ပြီးမှသဘောထားပွဲလွဲနားလည်မှုတွေခင်တိုင်းရခက်တာလောက်နဲ့အနေဝေးတာစင်ကားမသွားပဲအင်းနာတော့ဘလောက်ကြာကြာလှလှပပပြင်စင်ပြီးချစ်စွဲအကောင်းနဲ့ဆက်လက်ပြီးတော့စိတ်ပြည့်စုံမှုများလွန်ခြင်းရဲ့လက္ခဏာတို့ကိုတင်ဆက်ပေးခြင်းပါတယ်စိတ်ပြည့်စုံမှုများလွန်ခြင်း စိတ်ပစ္စည်းမှုဆိုတာဘလို့လားအပ်တဲ့အခြေအနေတွေကြောင့်စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုဆိုင်ရာထိခိုက်ခံစားရမှုဖြစ်ပါတယ်။လူတိုင်းဟာတစ်ချိန်ချိန်မှာစိတ်ဖြစ်စည်းမှုတန်ကိုခံစားမှုကြပါလိမ့်မယ်။သူတည်သနာစာရတစ်စောင်မှာဆိုလို့ရှိရင်အရွေရဝိတုများရဲ့33ရာခိုင်နှုန်းဟာစိတ်ဖြစ်စည်းမှုဝေဒနာကိုအတော်လေးကြုံတွေ့ဖူးကြတယ်လို့ဆိုပါတယ်။စိတ်ဖြစ်စည်းမှုဟာမျိုးပိုင်းစိတ်ပိုင်းဆိုင်ရာအခြေအနေများနဲ့ဆက်စပ်လျက်ရှိပါတယ်။အခုတင်ဆက်ပေးမှာကတော့စိတ်ဖြစ်စည်းမှုများလွန်းခြင်းနဲ့ကြုံတွေ့လာရတဲ့ လက္ခဏာတချို့ဖြစ်ပါတယ်။နံပါတ်၁ဝက်ချံဝက်ချံဖြစ်ခြင်းဟာစိတ်ဖြစ်စည်းမှုများခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။နံပါတ်၂ခေါင်းကိုက်ခြင်းခေါင်းကိုက်ခြင်းစကြောတက်ခြင်းစတာတွေဟာလည်းစိတ်ဖြစ်စည်းချိန်မှာဖြစ်ပေါ်လာတတ်တဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။နံပါတ်၃နာတာရှည်နာကျင်ကိုက်ခဲခြင်းစိတ်ဖြစ်စည်းချိန်မှာထွက်လာတဲ့ကော်တီဆောဟော်မုန်းဟာနာကျင်ကိုက်ခဲခြင်းနဲ့ဆက်စပ်နေတတ်ပါတယ်။နံပါတ်၄မကြာခဏဖြားလာခြင်း ်မကြာခဏဖြားနာနှာစီးခြင်းဖြစ်နေမယ်ဆိုရင်စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်စိတ်ဖိစီးမှုကတည့်ရဲ့ကိုယ်ခန္ဓာစနစ်ကိုထိခိုက်စေတာကြောင့်မကြာခဏယောဂါပိုးဝင်ပြီးနေထိုင်မကောင်းဖြစ်တတ်ပါတယ်နံပါတ်၅စွာကြာစင်ပြီးအိမ်မပြောခြင်းပင်ပန်းနွားနေခြင်းအားရင်ကုန်ကားခြင်းစတာတွေကစိတ်ဖိစီးမှုကိုကာလကြာရှည်ကြုံတွေ့ခံစားရသူတွေမှာဖြစ်တတ်ပါတယ်စိတ်ဖိစီးမှုများခြင်းကြောင့်အေးပြက်လာရင်ရေရှည်မှာပင်ပန်းနွားနေပြီးအားရင်ကုန်ခန်းသလိုခံစားရနိုင်ပါတယ်နံပါတ်၆လိမ့်စိတ်နေပါခြင်း လူများစုဟာစိတ်ပြည့်စည်ချိန်မှာလိမ့်စိတ်ဆာနာနဲ့ပတ်သက်ပြီးအပြောင်းအလဲရှိနိုင်ပါတယ်။နံပါတ်4အဆိုင်ဦးလန်းကြောင်းပြဿနာများစိတ်ပြည့်စည်မှုကြောင့်ဦးလန်းကြောင်းမခံနိုင်ပဲဝမ်းပြည့်လွယ်ခြင်းများဖြစ်တတ်ပါတယ်။အဆိုင်နာလေပွားခြင်းဝမ်းပြည့်ခြင်းဝမ်းချုပ်ခြင်းစားတဲ့ပြဿနာတွေကြုံတွေ့နိုင်ပါတယ်။နံပါတ်8အစားတော့ပြောင်းလဲခြင်းစိတ်ပြည့်စည်ချိန်မှာအစားတော့အလေးထားပြောင်းလဲသွားနိုင်ပါတယ်။တချို့ဟာစိတ်ဖြစ်စည်းလာချိန်မှာလုံးဝစားမဝင်တာရှိတယ်လို့တချို့ကြတော့စားစရာမှန်သမျှရှာဖွေပြီးတဆွတ်ဆွတ်စားတော့နေတတ်ပါလေ နံပါတ်6စိတ်တကြခြင်းစိတ်ပြည့်စည်ခြင်းနဲ့စိတ်တကြခြင်းဟာဆက်နွယ်နေတတ်ပါတယ်စိတ်ပြည့်စည်မှုကို ကြားရှိခံစားလာရရင်စိတ်ကြဝေနာဝန်လာနိုင်ပါတယ်နံပါတ်10နှလုံးခုန်မြန်ခြင်းနှလုံးခုန်မြန်ခြင်းဟာစိတ်ပြည့်စည်မှုမြင့်မားနေပြီဆိုတာကိုညွှန်ပြနေတာဖြစ်ပါတယ်ဒုတိယသနာတစ်ခုမှာစိတ်ပြည့်စည်ခြင်းနဲ့တာမန်ခြင်းကြောင့်နှလုံးခုန်လုံးကွာခြားချက်ကိုလေ့လာရမှာစိတ်ပြည့်စည်တဲ့အခြေအနေမှာခုန်တဲ့နှလုံးခုန်စည်းချက်ဟာပုံပုံများဆန်းနေတာကို